မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့မီဒီယာ channel ကနေ November 3ရက်နေ့အတွက်နောက်ဆုံးရအနုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဟိဝိယံရဲ့အမေကိုကြောင့်လို့ငယ်စဉ်ပွဲကို မတည့်ရတဲ့လွမ်းပိုင်းသတင်း။မင်္ဂလာဆောင်မမိုးရွာကြောင့်ကြီးကြီးတက်ချမ်းသာကစီးပွားတက်မယ်လို့ခံမှန်းချင်းခံနေရတဲ့စုပြည့်တစင်တဲ့ဟိဝိယံသတင်း။ဝင်းမုံရွှေရင်လို့မဟုတ်ပဲလက်ဖွဲ့ချင်းတီးခတ်မှာဆိုပြီးတနှစ်ပတ်လုံးမင်္ဂလာပွဲကိုကျင်းပပြီးတနိုင်ငံလုံးကိုခြေချသွားတဲ့အတွေ့လေးသတင်း။ ပထမဆုံးရုပ်တင်တဲ့နေ့မှာတင်းတထောင်မြတ်သွားတဲ့ဝင်းမုံရွှေရဲ့နတ်ဝင်သေးရုပ်ရှင်တည်။ရွာနေတဲ့မိုးတောင်ရက်တက်ပင်ရတဲ့အထင်တက်ဆာတမာရီဖုံးကန်နေပြေဆုံးတဲ့ချွေးမလေးစုပ်ပြည့်တစင်အချောင်းကိုဖွေရလာတဲ့ဟင်းဝီယန်ဖခင်တည်မဲဖြစ်ပါရဲ့ရှင်။ဟင်းဝီယန်ရဲ့အမေကိုကြောင့်လို့ငယ်စဉ်ပွဲကမတက်ရဲတဲ့လွားပိုင်။နောက်ဘဝရဲ့ဌာနေဇလန်းတွဲတွေရှိတဲ့လွားပိုင်ကတော့ဟင်းဝီယန်ရဲ့အမေကိုကြောင့်လို့ငယ်စဉ်ပွဲကမတက်ရဲဘူးလို့သိရပါဗျ။ အစံတမ်းမြင်မှတလို့မျိုးရိုးလေးကြီးတဲ့ဟိဝီယန်ရဲ့အမေဟာတန်တန်လေးနေတတ်တဲ့အပြင် လူမှုရေးကိစ္စရှုံရှင်းရှိတဲ့သူတွေကို မုန်တီးသူဖြစ်ပါတယ်။သူမရဲ့မျက်နှာထိမျက်နှာထားနဲ့ခက်ချီချီနေထိုင်တမှုက နောက်ပေါက်မင်းသားမင်းသမီးလေးတွေကိုကြောက်ရွံ့စေတယ်လို့စေစပွဲကနော်ဖောရဲ့ဓာတ်တော်ကလည်းပြဿနာဖြစ်ခဲ့ပါသေးတယ်။ဟိဝီယန်ရဲ့အမေကနော်ဖောရဲ့ဓာတ်ကိုလွှမ်းပိုင်နေဆက်ရှုပ်တာကြောင့်ချိန်မရခဲ့တာဖြစ်ပြီး တို့တိုင်းရဲ့တန်ရှင်းစင်ကြဲတဲ့ပွဲမှာလူမှုရေးဖောက်ပြန်တဲ့လူတွေကို ရှီမနီစေခြင်းခဲ့တာပါ။ဒါကြောင့်အမှုပညာလောကမှာလင်းနေမယားပြဿနာတွေများတဲ့ဝိုင်းစုကင်တိန်ထထမိုးတို့ကိုမဖိတ်ခဲ့သလိုနောဘောကိုလည်းလုံးဝဖိတ်ကြားထားခြင်းမရှိတော့ကိုတွေ့ရပါတယ်။နန်းစုရည်လီဆိုကုန်တော်မကောင်းတက်လို့ဖိတ်ခဲ့ပြီးလူကွေရာမှာလွမ်းပိုက်ကိုလုံးဝမလာရဘူးလို့ထုထုတိတ်တိတ်တတိပေးခဲ့တယ်လို့သိရပါတယ်။ ပိုပြီးရည်စရာကောင်းတာက လွှမ်းပိုင်ကလည်းဟင်းဝင်းရဲ့အမေကိုကြောင်းလို့မင်္ဂလာပွဲကိုလုံးဝမတက်တာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့မချာသိမိကမှရည်စားတဲ့ရနေပါပြီလို့မီဒီယာရှိမှတွင်ဖွင့်ဟဝန်ခံခဲ့တဲ့လွှမ်းပိုင်ဟာပိုပြီးဆော့ဆန်နဲ့ပြတ်ပြီးမချာသေးခင်ပါတယ်။မိုင်ဒီမှာသူ့ချစ်သူတင်ရဲ့လက်ကိုကင်ထားတဲ့ပုံကိုတင်ခဲ့ပါတယ်။စုံတော့မျက်လုံးရှိတဲ့ပြိတ္တတွေကလည်းအဲ့ဒါနန်းစုရဲ့လက်ဆိုတာတေချာပေါက်တည်သွားခဲ့ပါတယ်။ နန်းစုရဲ့လက်သေးနေခိုင်းထားတဲ့ပုံစာနာတွေကလောပိုင်ရဲ့တပ်ပုံတွေကနေချွတ်ဆွတူနေခဲ့ပါတယ်။ဒါနေမကသေးပဲအကယ်ဒမီပေးပွဲမှာတမင်ပေးချင်းကတ်ထမ်းခဲ့တဲ့သူတို့နှစ်ယောက်ရဲ့လှူရှားပုံကလည်းလုံးဝတန်တရားဝင်ကျင်စရာပါပဲ။ပုံစံကအကယ်ဒမီပေးပွဲကအပြန်မှာလောပိုင်ဟာနန်းစုရဲ့ပတ်စံအကိုကင်ပေးသွားခဲ့ပြီးကားတစီတဲ့အတူတူပြန်သွားခဲ့ကြပါတယ်။ပုံစံကလောပိုင်မကြမီကမှတင်ထားခဲ့တဲ့ဘန်ကောက်ရောက်နေတဲ့ပုံပါပဲ။ အဲ့ဒီပုံရင်နောက်ကွယ်မှာလောပိုင်နဲ့နန်းစုရည်ဆိုတော့ဘန်ကောက်မှာချင်းတွေ့နေကြတာကိုအမိယာတွေ့လိုက်တယ်လို့ပြောဆိုခဲ့ကြတဲ့ထိုင်းရောက်မြန်မာပြည်သက်တွေအများပြားရှိလို့နေပါတယ်။ဒီလိုပြောဆိုမှုတွေပြီးနောက်မှာတော့လောပိုင်နဲ့နန်းစုရည်ဆိုဟာပေါ်ပေါ်တင်တွေကိုတွေ့ခဲ့ကြပြီးနော်ဖိုရီထားကလည်းစနိုက်ကျော်တွေဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ဒါအပြင်လောပိုင်ကလည်းအရင်ဆုံးကောင်းလို့စတင်မှတ်ဆိုင်လာခဲ့ပါတယ်။ ဒါကြောင့်အဆိုပါလူချင်းဝဲဖောက်ပြန်တဲ့လုံရက်တွေဟာဟိဝိယန်တို့အစဉ်တန်းနဲ့လုံးဝကွာခြားနေပြီးငယ်စဉ်တွဲကလည်းစရိုက်ဆန်တဲ့လွှာပိုင်းကိုချင်နေခဲ့တာဖြစ်ပါတယ်။အခုအခါမှာတော့လွှာပိုင်းကမင်္ဂလာပွဲတော်မတက်ဘူးလို့ပြောနေတာမို့လို့ပုံမစိတ်ဝင်စားစရာကောင်းနေတာမှန်ပါပဲ။ပရိသတ်ကြီးတို့ရောဟိဝိယန်အမိကိုကြောက်လို့ငယ်စဉ်ပွဲကိုမတက်ရဲတဲ့လွှာပိုင်းပေါ်ဘလို့များထင်ချပါသလဲနော်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေ။ မင်္ဂလာဆောင်မမိုးရွာတာကြောင့်ជីជីတက်ချမ်းသာကောင်းစီးပွားတက်မယ်လို့ခံမှန်းချက်ခံနေရတယ်။စိုးပြေတစင်းနဲ့ဟင်ဝီယံ ဒီအပိုင်းဆိုရှယ်မီဒီယာမှာတော့ငယ်စဉ်ဆုံးတွဲလို့ချစ်စနုခေါ်ကြတဲ့မင်းသမီးချော်လီစိုးပြေသစင်နဲ့မင်းသားကျော်ဟင်းဝီရန်တို့ရဲ့မင်္ဂလာလက်မှတ်ရှိသူပဲတဲ့တင်တွေကပဲကြီးစိုးနေပါတယ်။ဒီမင်္ဂလာပွဲမှာထူးခြားချက်တွေအများကြီးရှိခဲ့ပေမယ့်အားလုံးရဲ့ပတ်သက်ပြားမှာအများအပြားဆုံးဖြစ်နေတာကတော့မင်္ဂလာပွဲကျင်းပခဲ့နေမှုပါပဲ။သူတို့လက်မှတ်ထိုးပွဲကျင်းပတဲ့နိုဝင်ဘာလတရနေ့မှာရန်ကုန်မြို့ကြီးဟာမုံတိုင်းတရင်းနဲ့အတူမိုးရီရန်ကုန်တဲထန်စွာရွာသွန်းခဲ့ပါတယ်။ ီလိုမျိုးရွာရနဲ့ပတ်သက်ပြီးလူတွေကထင်ကျေးမျိုးမျိုးပေးနေကြပါတယ်အထူးသဖြင့်နိုဝင်ဘာလမိုးကုန်ပြီးသားအချိန်မှာမှဒီလိုမျိုးတွေတဲတန်တာဟာထူးခြားတဲ့အတိတ်နိမိတ်တစ်ခုပဲလို့သတ်မှတ်နေကြပါတယ်တချို့ရှေးလူကြီးတွေရဲ့အဆိုအရတော့မင်္ဂလာဆောင်မှာမိုးရွာရင်အိမ်တောင်ကွဲတတ်တယ်။အိမ်တောင်ရင်းစင်မပြေတတ်ဘူးဆိုရင်အယူအဆတွေရှိတာကြောင့်ပြိတက်တချို့ကစိုးရင်ခဲ့ကြပါသေးတယ်။ဒါမိမဲတက်သည့်နားလေတဲ့ပညာရှင်တွေပြည်ရင်ပညာရှင်ကြီးတွေကတော့ဒီအပေါ်မှာတမျိုးတစ်ပုံဟော့ကင်းထုတ်လာပါတယ်။ သူတို့ရဲ့ဟောကိန်းရာစုပြည့်တဆင်တဲ့ဟင်းဝီယန်တို့ရဲ့မင်္ဂလာပွဲမှာရွာနေမှုဟာမင်္ဂလာမောဆက်ဆက်ဖြစ်ပြီးဒီဆောင်တွဲဟာတာသမီရတနာတွေထွန်ကားမယ်ယတနာဥစ္စာပေါ်များမယ်ပြီးတော့အဓိကခြံနေနဲ့စီးပွားရေးတွေကြီးကြီးတက်အောင်တက်မယ်ဆိုတဲ့အတိတ်နိမိတ်လို့ဆိုလာတာပါအခုချိန်မှာတော့တတူတာဟေးဝီယန်ရဲ့ဖခင်ကြီးကတားနဲ့ချွေးမအတွက်မင်္ဂလာလက်ဖွဲ့ဖြင့်တိမ်ငါတောင်တံမိုးရှိတဲ့သုံးထက်တိုင်ကြီးတလုံးကိုလက်ဖွဲ့ထားပါတယ်။ အခုတော့ဒီလောက်ချမ်းသာနေတဲ့စုံတွဲလေးကမင်္ဂလာမုံရဲ့နမိတ်ကြောင့်စီးပွားတွေထက်ထအောင်မယ်ဆိုရင်တော့ပြိတက်ကြီးတို့ရောဒီဟော့ကင်းကိုယုံကြည်ကြတာသူတို့စုံတွဲအတွက်ဝမ်းသာစကားလေးတွေကိုပြောခဲ့ကြပါအောင်ရှင်ဝမ်းမောရွှေလိုမဟုတ်ပဲလက်ပွဲချင်းတိခတ်မှာဆိုပြီးတနေ့ပတ်လုံးမင်္ဂလာပွဲကိုကျင်းပကတနိုင်ငံလုံးကိုခြေချသွားတဲ့အတွဲလေး အခုလက်တလုံးမှာဟုံးထပြီးနာမည်ကြီးနေတဲ့ရှားတစ်ခုကိုပြပါဆိုရင်မြမော်ပါရဲ့တာကြီးဆုံးမင်္ဂလာပွဲလို့ပြောရမှာပါဟုတ်ပါရဲ့ရှင်ဒီနောက်ပိုင်းမှာတချို့သောလူလက်တန်းစားတွေကတော့တဖြည်းဖြည်းနဲ့နေရေးစားရေးကျက်တဲလာပြီမယ်။ပတ်စံရှိတဲ့ခရိုနီကြီးတွေကတော့အပြိုင်ဆိုင်ပတ်စံသုံးပြနေတော့တာပါ။အရှင်ကတော့ဝေမုံရွှေနဲ့ခရိုနီကြီးတို့ရဲ့ဒိတ်ဒိတ်ကျဲမင်္ဂလာပွဲကမြန်မာနိုင်ငံမှာကြီးကျယ်ဆုံးဖြစ်ခဲ့ပါတယ်။ အဲဒီကစားလို့အခုဆိုရင်တော့ငယ်စဉ်ဆုံးတွဲကမင်္ဂလာပွဲပေါင်းမြောက်များစွာနဲ့လိုက်လံတူပါလာတာပါ။ဒါပေမဲ့အားလုံးကိုကြော်တက်ပြီးအပြတ်သက်ချေချတော်တာကတော့အခုပြောပြပေးမယ့်မြမော်ပါလုပ်ငန်းစုပိုင်းရှင်ဦးတော်ဟိန်းနဲ့ဒေါ်စုံးမာလာတို့ရဲ့တာကြီးဆုံးဖြစ်သူရဲ့မင်္ဂလာဆောင်ပါ။မြမဩဘာဆိုရာကတော့တောင်သူလေသမားတွေရဲ့အသက်သွေးကြောကြီးလိုမျိုးဖြစ်တာကြောင့်ဘလောက်တောင်ရောင်းနေရတဲ့ထုတ်ကုန်တစ်ခုနဲ့ဆိုတော့တွေးကြည့်ရုံနဲ့တင်နိုင်ပါတယ်။ပြိတ္တချင်းတို့စိတ်ကူးရင်ဘူးမှာတော့မဟုတ်ပါဘူး။ ဒီမင်္ဂလာပွဲမှာတုံးထားတဲ့ကုန်ကြငွေစုစုပေါင်းကမြန်မာငွေ3,900ကျော်ပါတယ်ရှင်။ဒါတောင်တခြားသောလဝိယတနာပိုးတွေမပါသေးပါဘူး။တတို့သမီးရဲ့မိကတ်တကားပြင်စာကိုတော့တိမ်ပေါင်း130တိတိအကုန်ကြခံထားပါတယ်။ဒါပြင်ပွဲခန္ဓာအပြင်စင်းနေတကွတခြားသောအရာရာတိုင်းမှာမြန်မာနိုင်ငံကပညာရှင်တွေကိုလုံးဝမတုံ့ထားပါဘူး။ထိုင်းနိုင်ငံကတော်လပါကြီးရဲ့ဆိုရင်ထိတ်တန်းပညာရှင်တွေကိုပဲလေရင်ကြီးစည်းလုံးက တကူးတကခေါ်ယူပြင်ဆင်ခဲ့တာပါ။ သူတို့သားနဲ့သူတို့သမီးရဲ့ဝတ်စုံတွေကလည်းရွှေကြည်တိုးမဟုတ်ပါဘူးတကယ့်ကိုရွှေစစ်တစားချင်းစီတုံးကပြုတ်လုထားတာပါတတူသမီးလေးရဲ့အင်ဂျီအတွက်ရွှေတန်ချိန်ပေါင်း၅ပိတာကျော်ကိုတုံးထားပါတယ်ရှင်။တကယ်ကိုကံကောင်းလှပါတယ်။အဲ့ဒါနဲ့မကတိပါဘူး။မင်္ဂလာပွဲရဲ့ဖိတ်စာမှာလက်ပွဲပေးခြင်းတီးခတ်မှာဆိုရင်စာသားကိုတပါးတည်းထည့်သွင်းထားတာပါပဲ။ ဒီလောက်တိအကုန်ကြခံပြီးနေတဲ့ပြင်ဝင်းမုံရွှေတို့တို့ကထပ်တောင်းလုပ်ပြပြီးခြေချတကွက်ပြသွားတာပါတနေ့ပတ်လုံးမင်္ဂလာပွဲကြီးပြပြီးခြေချသွားမယ်ပြင်လက်ဖွဲ့မီရပါတိလိုက်ရတော့မြမတနိုင်ငံလုံးကလူတွေအကုန်ခင်ကနေဖြစ်ကုန်ပါပြီမလူသူတွေကတော့အဲ့ဒီလိုတုံးနေမဲဆာတောင်သူဦးကြီးတွေကိုပဲကူညီလိုက်ပါလားလို့တောင်ပြောနေကြပါသေးတယ်ရှင်ပရိသတ်ကြီးတို့ရောဒီလိုဒီပုံနဲ့ခြေချသွားတဲ့အတွင်းလေးကိုသဘောကျကြရင်လားနော် ပထမဆုံးရုံတင်နေနေမှာတိန့်တထောင်မြတ်သွားတဲ့ဝိမုံရွှေရဲ့နှဝင်သေးရုပ်ရှင်ဒီအပိုင်းယုံတင်လိုက်တဲ့ဇကားတွေထဲမှာပထမဆုံးယုံတင်တဲ့တရက်ထဲနေတဲ့ကြက်သိန်းတစ်ထောင်အမျက်ရသွားပြီလို့တတင်းတွေထွက်ပေါ်နေတဲ့ဇကားကတော့မင်းသမီးချုံဝမုံရွှင်ရဲ့နှဝင်သေးရုပ်ရှင်ဇကားကြီးပဲဖြစ်ပါတယ်။ဒီကားကဘာလို့တလောက်တောင်ပေါက်သွားရတာလဲ ပြည်သက်တီပါလို့ကြိတ်ကြိတ်တွန်အားပေးနေကြတဲ့အချောင်းရင်ကတော့ဒီဇက်ကဟာမင်းသမီးဝုံမုံရွှေရဲ့တွင်ရောပြည်သက်အတွက်ပါရန်ကုန်ထူးထူးခြားခြားဖြစ်နေတဲ့ဇက်ကောင်ဇလန်းမျိုးဖြစ်နေလို့ပါပဲ။နဝင်တဲ့ကဟာအရှင်ကမြင်နေကြဝုံမုံရွှေရဲ့ပုံစံမျိုးကိုလုံးဝမတွေ့ရပါဘူး။ဒီကနေ့မှသူဟာနဝင်တဲ့တရားပြောအချင်းပရလောကသားတွေနဲ့ဆက်နွယ်နိုင်တဲ့အချားမြင်ရတဲ့မျိုးရိုးကဆင်းသက်လာတဲ့မင်းကလေးတယောက်ဖြစ်သေုပ်ဆောင်ထားတာပါ။ ဝင်းမောင်ရွှေရဲ့ဇက်ကောင်ဟာဒီလိုပရာလောကနဲ့ဆက်သွယ်နိုင်တဲ့မျိုးရိုးဆင်ဆက်တာဝန်ကိုလုံးဝမဆက်ခံကြမှာဘူး။သူဟာတာမန်မင်းကလေးတယောက်လိုပဲတာမန်ဘဝတာမန်ချီရီကိုပဲလိုချင်ခဲ့တာပါ။သူ့ရဲ့ဒီကံကြမှာကိုသူလုံးဝလက်မခံခြင်းမင်းညှဉ်းဆန်နေခဲ့သူတယောက်ပါ။ဒါပေမဲ့တန်ကြမာကမျက်နှာသာမပေးခဲ့ပဲဝန်းနေစရာအကောင်းဆုံးပိုင်းကတော့သူ့ရဲ့ချစ်သူမင်းသားအလင်းရောင်တည်ဆုံသွားတဲ့အချိန်မှစတင်ခဲ့တာပါ အလင်းရောင်ရေဇက်ကောင်ဟာတေးသွားခဲ့ပြီးမယ်သူချစ်သူဝမ်မုံရွှေကိုချစ်တဲ့စိမ့်တွေ့တာစိတ်အယံပြန့်ထန်လွန်းတဲ့အတွက်သူတင်လို့တင်မမသိတဲ့ဝိညာဉ်တကောင်ဖြစ်နေသူချစ်သူနားမှာပဲအရေးတစ်ခုလိုကတ်တွင်နေထိုင်နေခဲ့ပါတယ်တိမ်မမသိမျက်စိလည်းလမ်းမနေတဲ့သူ့ချစ်သူရဲ့ဝိညာဉ်ကတခြားဘသူမှမမြင်နိုင်မတွေ့နိုင်ပါဘူးဒီစွမ်းကိုမလို့ချင်းခဲ့တဲ့သူမတယောက်ကသာမြင်နိုင်ဆက်တွေ့နိုင်တာပါ နောက်ဆုံးမှာတော့ဝတ်မုံရွှေဟာသူ့ရဲ့စွမ်းတွေကိုလက်ခံအသုံးချပြီးကိုယ်တိုင်သင်မမ်းမသိတဲ့ချစ်သူရဲ့ဝိညာဉ်ကိုအပြစ်မှန်နားလည်အောင်ကျွလွခွင့်ရအောင်တမလွန်ကိုကူးသွားဖို့အတွက်ကူညီပေးရပါတော့တယ်။ဒါကြောင့်ဒီစကားကိုကြည့်ရှုတဲ့ပရိသတ်တွေက၆ချားစရာတရေကဟော်ရာကားလို့ထင်ပြီးတွားကြည့်ခဲ့ကြပြီမယ်။တကယ်တမ်းမှာတော့ဒါဟာတရေကသက်သက်မဟုတ်ပါဘူး။ဒီဘွားမှာရောတမလွန်မှာပါမပေါန့်ဖက်ရတဲ့ချစ်သူနူရဲ့ရှင်နာစရာဇလန်တပုတ်ဖြစ်နေတာကိုတွေ့လာရတာပါ ဒါကြောင့်လေပြည်သက်တွေကရှုံထဲမှာကြောက်ရတဲ့ခြားကမျက်ရည်ပါဝဲပြီးရှင်ခွဲခံစားခဲ့ကြရတာပါဝင်းမုံရွှေကြီးကိုရိုင်းကလည်းတီးဆဲရုပ်ပြပြဖို့အတွက်တကယ့်နောက်ဝင်တဲ့ဆရာမကြီးတူစီမှာတေချာလေးလာခဲ့ရတယ်လို့ရိုက်ကွင်းကလည်းတကယ့်တုံးနဲ့ကြည့်တဲ့ညတကောင်တွေမှာချက်သီးထဆရာတွေ့ကြုံနေတဲ့ရိုက်ကူခင်ရတာမို့စကားကတကယ့်ကိုထူးခြားနေခဲ့ပါတယ်။ ဒီလောက်တိအောင်မြင်ရတဲ့နောက်ထပ်အကြောင်းရင်းကတော့ဒီစကားဟာမင်းသမီးဝမ်မုံရွှေကိုရိုင်းသူမရဲ့ကိုပိုင် protection ကနေငွေကုန်ကြေးချာအများပြအိတ်ဆိုင်ခံပြီးထောက်လုပ်ထားတဲ့စကားဖြစ်နေတာပါဝမုံရွှေဆိုရကတနေ့မှရုပ်ရှင်တကားနကားလောက်သာလက်ခံရိုက်ကူရလေးရှိတဲ့ဇလန်းရည်သွေးကိုအရန်ဦးစားပေးတဲ့မင်းသမီးတယောက်ပါအခုတော့နှုတ်ဝင်တဲ့ရုပ်ရှင်စကားကိုလည်းဝမုံရွှေကအကောင်ဆုံးဖန်တီးထားတာဖြစ်ပါတယ် ပရိသတ်ကြီးရောကြောက်စရာတဲရဲကားလို့ထင်ထားပြီးမှရင်နာစရာချစ်ဆန်လန်းဖြစ်နေတဲ့နှဝင်သေးစကားကြီးကိုကြည်ပီးကြပြီလားကြည်ပင်းရင်ဘလို့ခန်းစားရလဲဆိုတော့ကိုဝင်းမြပြီးသွားကြပါအောင်ရှင်ရွှေနေတဲ့မိုးတော်ရက်တက်ပြီးရတဲ့အထင်တစ္ဆာသမားဒီဖုန်းကန်နဲ့ပြေဆုံးတဲ့ချွေးမလေးစုပ်ပြေသစင်းအချောင်းကိုချီချူဖွင့်ရလာတဲ့ဟင်းဝီရန်ဖခင်ဦးဝင်းကို လောကမှာတာနေလဲလာရွှာနေတဲ့မှုစတဲ့တဘာဝတရားကြီးကိုပုံမှန်ခြေနေမှာရက်တက်မှုဆိုရမလွယ်ကူကြောင်းဒါပေမဲ့ချွေးမလီစုပြည့်တစင်ရဲ့တစ္ဆာသမားတွေဖုံးကန်နေပြည့်စုံနေစုပြည့်တစင်အချောင်းကိုဖွင့်ချလာတာကဟိဝီယံဖခင်ကြီးဦးဝင်းကိုပါဒါကြောင့်လေလူတွေကြမှာလူပြောများနေတာဖြစ်ပါတယ်။အစောပိုင်းပြိတ္တိကြမှာတော့ဟိဝိယံဖခင်ဦးဝင်းကိုဟာတားဖြစ်သူနဲ့ပတ်သက်လာရင်တဘောရာတင်းမှာအတ္တကြီးရဲ့အဖေဖြစ်နာမည်ကြီးပါတယ်။ ဒါကလည်းတချိန်ကဟိဝရရဲ့ချစ်သူဟာဝိုင်းစုခိုင်တဲ့မြေဖုန်းပြောတဲ့တန်ဖိုင်ထွက်လာတာကြောင့်လို့ဆိုရမှာပါအဆိုပါတန်ဖိုင်မှာတော့ဝိုင်းစုခိုင်တဲ့ငုံတားဖြစ်သူဟင်းဝရနဲ့သဘောမတူတဲ့ဖခင်တယောက်အတ္တကိုမြင်တွေ့ခဲ့ရပါတယ်။အခုတော့ဒီလိုမဟုတ်တော့ပါဘူး။ဟင်းဝရရဲ့ဖခင်ဦးဝင်းကိုဟာတားဖြစ်သူဟင်းဝရရဲ့ဇနီးကျော်ချွေးမလေးစုပြည့်တစင်ကိုတမီလေးတယောက်လိုချစ်လွန်းလို့စုပြည့်တစင်ရဲ့ကောင်းကောင်းတွေကိုမီဒီယာတွေမှာရှွှွှွှဝင်အောင်ဖော်ပြနေရကိုတွေ့ရပါတယ်။ အခုဆုံးစုပြည့်တစဉ်ကြောင့်ရွာနေတဲ့မိုးရောင်ရက်တန့်ပေးရကြောင်းဟေဝီယံဖခင်ဦးဝင်းကိုက ဖွင့်ရလာတာဖြစ်ပါတယ်။အလုံးတိကြတဲ့အတိုင်းပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ဟေဝီယံနဲ့စုပြည့်တစဉ်တို့ရဲ့မင်္ဂလာမော်ကွန်းတင်လက်မှတ်ရှိထုတ်ပွဲကျင်းပခဲ့တာပါ။ဒီလိုကျင်းပမယ့်နေ့ရမှာပဲရန်ကုန်မြို့မှာချိန်ကမဟုတ်မူတဲထန်စွာရွာသွန်းနေတာဖြစ်ပါတယ်။ ဒါကြောင့်လေဟဲဝဲရဲ့နေစုပြည့်သစင်တို့ရဲ့မင်္ဂလာမော်ကွန်းတက်လက်မှတ်ထိုးပွဲကပြတ်မလို့ထိပ်ဖြစ်ခင်တာပါဟဲဝဲရဲ့နေစုပြည့်သစင်တို့ဟာပရိသတ်ချစ်တော်နာမည်ကြီးတရုတ်ဆောင်မင်းသားမင်းသမီးဖြစ်တာနဲ့ညီရိုမန်တစ်ဆန်စွာကြီးကျယ်ခမ်းနားတဲ့အပြင်ဆင်းနဲ့တစ်ဖက်မိဘဆွေမျိုးတိုင်းဝိုင်းအမှုပညာမောင်နှမပရိသတ်တွေရှိမှလက်မှတ်ထိုးပွဲကျင်းပပုံငွေကုန်ကြေးကျခံပြင်ဆင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဒီလိုပြင်ဆင်ထားတာဟာမိုးရွာနေရမှုဖြစ်စည်းရောမလို့ဖြစ်ခင်တာပါ နောက်ဆုံးအခမ်းအနားဆောင်တဲ့အချိန်စနေနိုင်ထိတိုင်အောင် ောကမရသေးဘူးလို့ဆိုပါတယ်။ဒါကြောင့်လေပွဲပြမှာလှပစွာမလုံနိုင်တော့မှစီစီကားကားမဖြစ်တော့မှကိုစိတ်ပူခဲ့ကြရတာပါ။ဆိုပြေတစင်ဆိုရင်တညာလုံးအိတ်မပြောင်းနိုင်ဘူးလို့ဆိုပါတယ်။ဒါပေမဲ့လေဆိုပြေတစင်ရဲ့ဟင်းဝီရန်တို့ရဲ့မင်္ဂလာမော်ကွန်းတက်လက်မှတ်ထိုးဘွဲကလှပစွာပတိန်ထီးလေးတွေနဲ့ချက်တည်ရှိရှိရိုမန်တစ်ဆန်စွာပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။ တောင်ပြန်ထူချာချက်ကတခြားလူတွေထွက်လာတဲ့ချိန်မှာတော့မိုးရွာနေပြီပဲ။တတူသမီးစိုးပြေတစင်ထွက်လာချိန်မှာတော့မိုးကတပေါက်မှတောင်မကြတော့တဲ့ထူချာချက်ကိုဟိဝင်ရဖာကင်ကချီးကျူးနေကြတာပါ။ဟေဝီယံဖာကင်ကစိုးပြေတစဉ်ဘာသာတရားလိုက်စာတစ္ဆာတရားကြီးမာတာမို့လဲညအချိန်မှာတစ္ဆာဆိုလိုက်လို့မိုးနမင်ကရက်တန်တော်ရလို့ဆိုလာတာဖြစ်ပါတယ် နောက်ပြင်စိုးပြေတစင်းနဲ့ဟင်းဝီရန်တို့ရဲ့တစ္ဆာတရားကြောင့်လေမင်္ဂလာပွဲကိုမိုးဖြက်လို့မပြတ်ခဲ့ပဲပသိမ်ထီလီတွင်နေပို့ပြီးတော့တော့ပဏ္ဏရလှပသွားသလုံးမိုးကြောင့်လေအေးချမ်းတဲ့သဘောကိုဆောင်းချောင်းဟင်းဝီရန်ဖခင်ဥဝင်းကိုကပြောလာတာပါ လူတွေကတော့အိုးဝင်းကိုဟာဟိဝရစနီချွေးမလီစုပ်ပြည့်တဲ့စင်ကိုတမီလီအရှင်လို့ချစ်တာတိတာနေတယ်လို့ဆိုပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတစားတရားကြီးမလီစုပ်ပြည့်တဲ့စင်ပေါ်ကိုဟိဝရဖခင်ကချီကျူတဲ့အပေါ်မှာမိမိတို့အမြင်ကို ပြောသွားကြပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။